လွန်ခဲ့တဲ့နှစ်ငါးကိုပြင်ကြီးလက်ကြရဲအောင်ကဘာအရာခင်ခွင်ရားကလေလုံးဝကိုပြောင်းပြန်ဖြစ်တော့ခဲ့တယ်။တချင်ကကဘာအထက်သေးနိုင်ငံနဲ့ဟာနောက်ကိုရောက်တော့ပြီးအစွန်ဖျားကနိုင်ငံငယ်လေးတွေကကဘာဇက်ခုံဘို့ကိုတက်လာခဲ့ပါတယ်။ဒီအောင်းစရာကောင်းတဲ့အပြောင်းလဲကြီးဘလို့ဖြစ်ခဲ့တယ်လဲဆိုတော့ကိုအခုပဲအတူတူလေ့လာကြည့်ကြရအောင်။ဒီနေရာမှာဖြည့်ရှဲရမယ့်တမိုင်းရဲ့ပဟေလီကြီးတစ်ခုရှိနေပါတယ်။စစ်ထောင်းလေးရဲ့ပြည်နှစ်တေတုံကလေတရုတ်နိုင်ငံမှာကဘာအင်အားအကြီးဆုံးရေတပ်မတော်ရှိခဲ့တယ်ဆိုတာကိုယုံနိုင်မလား။ အံ့ဩစရာနော်ဒါဆိုရင်ဘလို့ဖြစ်လို့ယူရီရှားတိုင်ရဲ့ဟိုးထောက်တဲ့နေရာကတေးသေးလေးနိုင်ငံတွေကကဘာကြီးကိုလွှမ်းမိုးသွားနိုင်ကြတာလေဒီဒေတာကြီးနှစ်ခုရဲ့ခြားနာချက်ကိုကြည်လိုက်ရင်တကယ်ကိုပါစားအဟောင်းသားဖြစ်သွားမှာပါတောင်နောက်တေလောက်ပြည့်နေအစောပိုင်းမှာတရုတ်ရေတပ်ဘိုလ်ချုပ်ဇန်ဟီရဲ့ရေတပ်မှာတင်ပေါ်အဆင့်300ကျော်နဲ့တင်ပေါ်စာ98တောင်ဆိုတဲ့မယုံနိုင်စရာအရေအတွက်ရှိခဲ့ပါတယ်သူ့ရဲ့ကြီးစိုးတင်ပေါ်ကဘေလီယားလောက်ရှိတယ်အဲ့ဒါနဲ့ယဉ်ကြည့်လိုက် တောင်နေ့တော့92ခုနှစ်မှာကိုလမတ်ဆန်နာမည်ကြီးခရီးစဉ်မှာသင်္ဘောက3စင်းတည်းရဲ့သင်္ဘောသား6ချက်လောက်ပဲခြားနားချက်ကတော့ကောင်းကင်နဲ့မြေကြီးလိုပါပဲဒီကင်ကန်တွေကတရုံနိုင်ငံရဲ့ရေရောင်းစားဘလောက်ထိကြီးကျယ်ခမ်းနားခဲ့တယ်ဆိုတော့ကိုတက်သိပြနေပါတယ်ဒါပေမဲ့အဲ့ဒီအခြေအနေချင်းကသာဝရတီမဲမနေခဲ့ဘူးတရုံနိုင်ငံကအတွင်းကိုပြန်လှည့်သွားပြီအော်ရိုပါကအပင်ကိုမျက်စိရောက်သွားတဲ့တမန်ရဲ့အလဲအပောင်ကြီးတစ်ခုစီကိုရောက်လာပါပြီ စတီယန်ဆလဲခုနဲ့အဲဒီမှာတမိုင်းကိုပြောင်းလဲစေမဲ့အဖြစ်ကတခုဖြစ်ခဲ့တယ်။စူးစားရှာဖွေရေးကိုအရာအားပေးတဲ့ဧကရာပြင်ကြီးကွယ်လွန်သွားတယ်။အဲဒီနောက်မှာမင်းမင်းဆက်ကဘာလို့လိုက်တယ်လဲဆိုတော့ရေချောင်းခီးစံအားလုံးကိုရက်ပစ်လိုက်တယ်။သူတို့ရဲ့အမြဲတမ်းကြီးမားနေတဲ့တက်ကြီးကိုဖျက်သိမ်းပြီးပုတ်ကလစ်ကကုန်းတွယ်မှုတွေကိုလည်းပိတ်ပင်လိုက်တယ်။ဒီဆုံးဖြတ်ချက်တစ်ခုတည်းနဲ့တင်ပဲကဘာသမှုတရားတွေမှာကြီးမားတဲ့အင်အားကွက်လက်ကြီးတစ်ခုဖြစ်သွားတော့တာပဲ။တရုတ်နိုင်ငံကနောက်ဆုတ်သွားတော့အဲ့ဒီနေရာလို့ကိုဘယ်သူတွေဝင်ယူမလဲ။ဟုတ်ပါတယ်။အော်ရိုပအင်အားကြီးနိုင်ငံတွေက အလင်းညံပဲဝင်ယူခဲ့တယ်။ဆိုတော့သူတို့ကကဘာကြီးကိုဘလို့သုံးပေါ်ခဲ့တယ်ဆိုတာကိုစက်ကြည့်ကြရအောင်။ဥရောပသားတွေရဲ့ခရီးစဉ်တွေကကဘာဟောင်းနဲ့ကဘာတက်ကြမှာအကြီးမားဆုံးဇီဝဖလှယ်မှုကြီးတစ်ခုကိုစတင်စေခဲ့တယ်။တလန်းသွားမဟုတ်ဘူးနော်။နှလန်းသွားလာမကြီးလိုပဲ။အမေရိကတိုက်ကနေကဘာကြီးကိုပြောင်းဖူးအာလူခရမ်းကျင်တီလိုအစားအစာအတိတ်တွေရောက်လာတယ်။ဒါပေမဲ့ဥရောပဘက်ကနေလဲဂျွန်မင်းနွားတွေနဲ့အတူ လူသက်ပေါင်းများစွာကိုနှုံးယူသွားမယ်ကြောက်ရောကနဲ့ဝက်သက်လို့ကြောက်စရာကောင်းတဲ့ယောဂဆိုးတွေလည်းပါလာခဲ့ပါတယ်။အဲ့ဒီကဘာဟောင်းကနေပါလာတဲ့ယောဂတွေရဲ့အကျိုးဆက်ကတော့တကယ်ကိုစိတ်ကူးနဲ့တော့မမှန်းဆနိုင်လောက်အောင်ဆိုးရခဲ့ပါတယ်။1900နဲ့1600ကြာ နှစ်တရာအတွင်းမှာပဲအမေရိကတိုက်ရဲ့မူရင်းဒေသခံလူဦးရေဟာ60ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့တယ်လို့ခန့်မှန်းကြတယ်။60ရာခိုင်နှုန်းတော့ ဒါကလူသမိုင်းမှာအကြီးမားဆုံးနဲ့အကြီးခွဲစရာအကောင်းဆုံးလူဦးရေဆိုင်ရာကပီးတစ်ခုပါပဲဒီခင်မှာပဲကဘာကြီးကိုအုပ်ဆုံးမဲ့စီဝါရေးစနစ်တစ်ခုကိုပေါ်ပေါက်လာတယ်အဲ့ဒါကတော့ကဘာလုံးဆိုင်ရာအရင်ရှင်စနစ်ပါပဲအဲ့ဒါဘယ်လိုအလုံးလုံးတလဲဆိုတော့ပထမဆုံးဥရောပနိုင်ငံတွေကတယန်းစားတာတွေရဖို့တခြားနိုင်ငံတွေကိုကိုလိုနီနယ်မြေခေတ်သိမ်းပိုက်တယ်ပြီးတော့အဲ့ဒီမှာကျွန်းတွေကိုတောင်းပြီးစိုက်ချင်းတွေတက်တူတွဲနေမှာအလုံးလုံးခိုင်းတယ် နောက်ဆုံးအနေနဲ့ East India Company လိုမျိုး company ကြီးတွေကနိုင်ငံတော်ရဲ့လက်တံလို့ဖက်လာပြီးကဘာနတ်မှာစီးပွားရေးလုပ်ငန်းတွေလုပ်ကင်နေတာတွေပဲပေါ့နောက်ထပ်ကမ္ဘာရရှင်ခွင့်မြောက်ကိုအကြီးအကျယ်ပြောင်းလဲစေခဲ့တာကတော့စက်မှုဒေါ်လာရဲ့ပါပဲဒီဒေါ်လာရဲ့ကအနောက်နိုင်ငံတွေနဲ့ကြံကမ္ဘာနိုင်ငံတွေကြားကကွာဟာချစ်ကိုပိုးပြီးတော့တောင်းခြေပြန်းသွားစေခဲ့ပါတယ်စက်မှုဒေါ်လာရေကိုမောင်းနေခဲ့တဲ့အထက် engine ကတော့ရင်းနှွေးငွေဆက်ပါပဲဒါ့ကိုပညာရှင်တွေက general purpose technology လို့ခေါ်ကြတယ် ဆိုလိုတာကဒီနေ့ခေတ်မှာအင်တာနက်တို့ကွန်ပျူတာတို့လို့ပေါ့စီးပွားရေးတစ်ခုလုံးမှုအောက်ခြေကနေအပေါ်ထိလွတ်ခတ်ပြောင်းလဲပြင်နေတဲ့အခြေခံကြတဲ့နည်းပညာမျိုးပါ1986ခုနှစ်မှာ James Watt ထိထွန်လိုက်တဲ့ပူပြီးစွမ်းဆောင်ရည်မင်းရဲ့ရည်နွယ်ငွေစက်ကကြောင်မီတွဲထဲမှာရှိတဲ့ကြီးမားတဲ့စွမ်းရည်ကိုထုတ်ယူတုံးဆွဲနိုင်အောင်လမ်းဖွင့်ပေးလိုက်တယ်။အဲ့ဒီအချိန်ကစပြီးကဘာကြီးဟာလူနဲ့တိလိဆန်အားကိုပဲအဓိကထားရတဲ့ organic စီးပွားရေးလို့ခေါ်တဲ့အခြေအနေကနေစွမ်းရည်အဖျံပဲရရှိတဲ့စွမ်းရည်ကြွယ်ဝတဲ့စီးပွားရေးစနစ်တစ်စီကိုကူပြောင်းသွားခဲ့ပါတယ်။ Okay အခုကျွန်တော်တို့ဒီတင်ဆက်မှုရဲ့အဓိကအကြောင်းအရာဖြစ်တဲ့ The Great Divergence ကမ္ဘာလုံးဆိုင်ရာကြီးမားတဲ့ကွာမှုအကြောင်းကိုအဓိကထားပြီးပြောကြရအောင်။ဒါကတော့19ရာစုမှာအနောက်နိုင်ငံတွေနဲ့ကြံကမ္ဘာနိုင်ငံတွေကြားမှာဖြစ်ပေါ်ခဲ့တဲ့စီးပွားရေးကွာမှုကြီးပါပဲ။ဒီစရာကွက်ကိုကြည့်လိုက်အရင် Great Divergence ဆိုတော့ဘာလဲဆိုတာကိုမြေဝါထင်ထင်မြင်နိုင်ပါလိမ့်မယ်။ကြည့်ပါ။ 1890ခုနှစ်မှာ UK နဲ့အိကန်ရဲ့အူးချင်းဝင်ငွေဟာယုံနဲ့အိန္ဒိယထက်နည်းနည်းလေးပဲပိုများခဲ့တယ်။သိမကွာဘူးနော်။ဒါပေမဲ့နှစ်တည်းရမပြည့်ခင်1973ခုနှစ်ကိုကြည့်လိုက်အချီနီကလုံးဝကိုပြောင်းရင်ထိသွားခဲ့ပြီ။အဲ့ဒီကွာဟာမူဟာ6ကြီးတစ်ခုလိုဖြစ်သွားပြီး UK နဲ့ American ရဲ့ဝင်ငွေဟာယုံနဲ့အိန္ဒိယထက်အစားပေါင်းများစွာပိုမြင့်တက်သွားခဲ့တယ်။တော်တန်းကိုရပြည့်နေလောက်မှာတော့အနောက်နိုင်ငံတွေရဲ့စီဝိုင်းအင်အားသူ့ရဲ့အထုအထေကို ရောက်ခဲ့ပါတယ် အဲ့ဒီအချိန်တုန်းကလည်း British Empire နဲ့ American ပြည်ထောင်စုဒီနှစ်နိုင်ငံတည်းကပဲကမ္ဘာထုတ်လွှတ်မှုအားလုံးရဲ့၄၀ရာခိုင်နှုန်းနီးပါးကိုထုတ်လွှတ်ခဲ့တာပါ။အနည်းအဖျင်းကမ္ဘာအစည်းအဝေးရဲ့ထပ်ပါနီးပါးကိုဒရုန်းအဖွဲ့ကပဲချုပ်ကိုက်ထားခဲ့တာပေါ့။ဒါပေမဲ့ Bain Empire မှာ Tower မတည်မရဘူး။ပထမကမ္ဘာစစ်ပြီးတော့ကမ္ဘာစည်းပါပြက်ကဲ့အကြီးနောက်ပြီးဒုတိယကမ္ဘာစစ်ဒီဖြစ်ပေဒီအားလုံးပါဝင်တဲ့နှစ်30ကျော်ဥရောပတွေးမြေကြမှုလို့ခေါ်ကြတဲ့ကာလက ဥရောပရဲ့ဘာယာကီလီကိုတဖြည်းဖြည်းပြိုလဲစေခဲ့ပြီးကမ္ဘာပေါ်ကသူတို့ရဲ့လွှမ်းမိုးမှုကိုအဆုံးသတ်စေခဲ့ပါတယ်။အခုတော့ခေတ်သစ်ကိုရောက်လာပါပြီ။စစ်ပီခေတ်မှာကမ္ဘာကြီးကနောက်ကျင်ပြန်လဲချိန်ကြီးလာပြီးနိုင်ငံတွေကြားကကွာဟမှုတွေပြန်ကျင်းပြောင်းလာတဲ့ convergence လို့ခေါ်တဲ့ခေတ်ကိုရောက်ရှိလာပါတယ်။ဒုတိယကမ္ဘာစစ်အပြီးကိုလိုနီစနစ်ကနေလွမြောက်လာတဲ့အာရှအာဖရိကနဲ့လက်တဲ့အမေရိကကနိုင်ငံပိတ်အများအပြားဟာကိုနေကိုဟန်နဲ့စစ်မှုနိုင်ငံတွေအဖြစ်တိုးတက်လာခဲ့ကြတယ်။ ဲ့ဒီလိုနဲ့အနောက်နိုင်ငံတွေနဲ့သူတို့ကြကစီးပွားရေးကွာဟာမှုဟာတဖြည်းဖြည်းပြောင်းလဲခြင်းပြောင်းလာခဲ့လာပေါ့ တကယ်ကိုအန်အိုးဆရာကောင်လာကစမှုတော်လိုင်းရဲ့အစ1986ခုနှစ်မှာကလေးကစီးပွားရေးပညာရှင်ကြီးအဒမ်ဆမစ်ကဒီအပြောင်းလဲကိုကြိုတင်မြင်ခဲ့ပုံပါပဲသူကဗာရေးခဲ့တယ်လဲဆိုတော့နောက်တစ်ချိန်မှာအခုကိုလိုနီဖြစ်နေတဲ့နိုင်ငံတွေကလူတွေပိုအန်ကောင်းလာနိုင်တယ်တားမမို့ယူရောပနိုင်ငံတွေအားနည်းသွားနိုင်ပြီးကမ္ဘာဒေတာတည်တည်ကလူတွေဟာအင်အားတန်းတူညီမျှတဲ့အခြေအနေကိုရောက်လာနိုင်တယ်လို့យေတာခဲ့ပါတယ်နှစ်ပေါင်းနေရကြောက်ကြကကြုံမြင်ခဲ့တာနော်အာရန်စမစ်တွေးခဲ့တယ်လို့ပဲ ကဘာကြီးဟာတနေ့မှာအင်အားတန်းတူညီမျှမှုဆိုတဲ့အခြေအနေကို တကယ်ရောက်လာနိုင်မလားဒီနေ့ကျွန်တော်တို့မြင်တွေ့နေရတဲ့ကဘာကြီးဟာသူ့မျော်မှန်းခဲ့တဲ့ကဘာမျိုးဖြစ်နေပြီလားဒါကတော့ကျွန်တော်တို့အားလုံးဆက်လက်စဉ်းစားသွားရမယ့်မိဂုံတစ်ခုပါပဲ